ကချင်းလွတ်မြောက်ရေးတပ်မတော် KIA ပြစ်ချလို့ရွှေကူမြို့အနောက်ဘက်မှာပြစ်ချခဲ့ရတဲ့ရဟတ်ရင်ကိုမောင်းနေသူပိုက်လို့နေဖွဲ့ဟာနေပြည်တော်မှာမြစ်ချီနာနံပေါင်လေးတပ်တို့စစ်စင်ရေးတွဲဘက်အနေနဲ့လာရောက်ဆောင်ရွက်နေတဲ့ပိုက်လို့နေအဖွဲ့ဖြစ်တယ်လို့ BBM မှစုံစမ်းသိရှိရပါတယ်2025ခုနှစ်မေလ20ရက်နေ့လယ်တနာရီမှာကချင်းပြည်နယ်ဗမော်မြို့သို့စစ်ကူပို့ပြီးအပြန် KIA ရဲ့ပြစ်ခတ်မှုကြောင့်ထိမှန်ခဲ့ရတဲ့ရဟတ်ရင်နေစီရနဲ့ ် MI 17ရဟတ်ယင်အမှတ်66305ဟာရွှေကူအနောက်ဘက်ကိုပြတ်ကြပြီးရဟတ်ယင်မောင်းနေသူဘုံမူတမ်းမင်းဆောင်နဲ့ခရူတစ်ဖွဲ့လုံးကနေပြည်တော်ကပြောင်းရွှေ့လာတဲ့သူများဖြစ်တယ်လို့သိရပါတယ်။ရဟတ်ယင်က3စီးဆိုတော့ဖြစ်ကစားကဘယ်ယင်မှန်းမသိဘူး။အခုတော့တေချာသွားပြီ။ MI 17 66305နဲ့ပိုက်လော့ကဘုံမူတမ်းမင်းဆောင်ပါဟုတပ်တွင်းသတင်းနှီးဆက်သူတအူးမှ BBM ကိုပြောပါတယ်။အဆိုပါရဟယင်ပြတ်ချမှုအတွင်းလေတက်မှဘုံမူတမ်းမင်းဆောင်ဘိုးကြီးမျိုးထက်အောင်ဘိုးကြီးချမ်းသာအရာကံမှုတတ်ဝင် တက်ချက်ကြီးကျော်စင်မင်းဟန်တက်ချက်ကြီးတပ်ဝေတက်ချက်ကြီးတပ်ဦးတို့ပါဝင်ခဲ့ပြီး၎င်းတို့အားလုံးဟာနေပြည်တော်လေတက်စကန်အမှတ်913မှာမြစ်ကြီးနားနံပေါင်းလေတက်တို့စစ်စင်ကြီးတွဲပတ်အနေဖြင့်ရွှေပြောင်းတော်ဝင်ထမ်းဆောင်ကြသူများဖြစ်တယ်လို့လည်း၎င်းသတင်းရင်းမြစ်မှာဆက်ပြောပါရတယ်။အဆိုပါပြတ်ကျမှုအတွင်သိဆုံးသွားတဲ့ပိုက်လော့နဲ့အဖွဲ့တွေရဲ့နာရေးကိုကျန်ရသူမိသားစုတွေကနေပြည်တော်လေတက်စကန်အမှတ်913မှာယနေ့ပြုတ်လုပ်သွားဖို့ရှိတယ်လို့လည်းသိရှိရပါရတယ်။